ဆိုရခင်မောင်တို့ရဲ့ဂျိုးကြတဲ့ချင်းစာသားတွေကဂျိုးကြငတ်တို့ရုံးမထက်ထက်ကိုဖျက်ချော်ပြီးမိုင်းထောင်ချီတဲ့မွေးရမြေခီးကိုပြန်ကြတယ်လို့ဒေါ်လန်သူတွေရဲ့အိမ်ပြန်ခီးတွေအာရခတ်တော်အေနဲ့မာမိတ်ဒေါ်လန်အားစုတွေဟာရခိုင်ရုံးမဘုတ်ကိုချီးနှင်းဝင်ရောက်ဖျက်ချော်နေပါပြီဒါကရခိုင်ပြည်နယ်အမ်းမြို့ခြေဆိုင်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအာရခတ်တော်အေနဲ့မဟာမိတ်ဒေါ်လန်အားစုတွေ2024ခုနှစ်ဒီဇင်ဘာတတိယပတ်အကုန်မှာတင်ပတ်ရယူပြီးနောက် ပထဝီလမ်းကြောတစ်ဆက်တည်းရှိနေတဲ့မြေပြန့်ဒေသမကွေးတိုင်းအတွင်းပိုင်းထိဝင်ရောက်နိုင်ဖို့ထိုးစစ်ဆင်လာခဲ့တာပဲဖြစ်ပါတယ်။ဂျပန်ရုံးမှတောင်ကျောကနေမြေပြန့်မကွေးတိုင်းအတွင်းပိုင်းထိဝင်ရောက်နိုင်ဖို့အဓိကလမ်းကြောင်းဟာအမ်ဘရန်လမ်းကြောပဲဖြစ်ပါတယ်။အဲ့ဒီနေကြာမြင့်လမ်းကြောပေါ်တရုတ်တပ်ငွေပိုင်လိုင်းစီမံကိန်းကိုလွန်ကျွေးယူထားတဲ့စစ်စုစခန်းတွေလည်းရှိသလိုစီရီယာဗျူဟာကြားတဲ့အထိုင်စခန်းတွေလည်းရှိနေကြတာဖြစ်ပါတယ်။အဲ့ဒါလို့စစ်စုစခန်းတွေရှိနေတဲ့အမ်ဘရန်လမ်းကြောပေါ်ကိုဖျက်ပြီးမကွေးတိုင်းအတွင်းကိုဝင်ရောက်နိုင်ဖို့ အာရခတ်တတော်အေနဲ့မာမိတ်တော်လိုင်းအရာစုတွေဟာအခုနှစ်ဇန်နဝါရီလမှာစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်အမ်းမြို့နယ်နဲ့မကွေးတိုင်းငဖဲမြို့နယ်အမ်ဘရန်လန်နေချာမြင့်ပေါ်တရုတ်တပ်မွေပိုင်လိုက်စီမံကိန်းကိုလုံခြုံရေးယူထားတဲ့စုစုကံမြင့်ကံစခန်းကိုအာရခတ်တတော်ကဇန်နဝါရီလ22ရက်မှာတင်ပတ်ခဲ့ပြီးနောက်မကွေးတိုင်းအတွင်းပိုင်းထိရောက်ရှိလာတဲ့အာရခတ်တတော်ဟာအမ်ဘရန်လန်ပေါ်ရှိအထက်၃ကြီးအောက်၃ကြီးနဲ့ပထုံကျေးရွာတွေကစုစုအထံစခန်းတွေကိုဖေဖော်ဝါရီလ16ရက်မှာ ထပ်မံတင်ပိုက်ခဲ့ပါတယ်။အရင်နာမကွေးတိုင်းအတွင်းပိုင်းတည်းတဖြည်းဖြည်းတိုးဝင်လာခဲ့ပြီးမွန်အပသိန်းလမ်းပေါ်ဗရန်မြွတ်နဲ့မိုင်း20ခန့်အကွာမြင်းပြောင်းအတိုင်းစုပါကဆယ်မိုင်ခန့်အကွာမှာရှိတဲ့နေရကန်စျေးစုအထိုင်စခန်းကိုတိုက်ခိုက်နေတာအခုဆိုရင်တလကျော်ရှိလာပြီဖြစ်ပါတယ်။ဇခန်ယိုးမရှိအမ်ဘရန်လမ်းကျောပေါ်ကအမြင့်ပေမီတာ1500လောက်ရှိတဲ့နေရကန်လေးချောင်းရံကာကွေးအထိုင်စခန်းဟာစီရီယာဗျူဟာကြားတဲ့စခန်းဖြစ်ပြီးအာရခတ်တပ်တော်အနေနဲ့မြေပြတ်မကွေးဒေသစီဝင်ရောက်နိုင်ဖို့ ဆေးဥစုရဲ့နောက်ဆုံးခံတက်စီတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမယ်။သူသူဒီအရကြရပေါ့နော်ကာလန်ဟိုအပေါ်ကြီးရတယ်အင်းဆုံးနေရာမလဲနေနေ။ဟိုသူသူတရရင်တော့ကြံတဲ့ဟာတွေကတော့သူတို့ဒီယူမိုက်ဖိမှုခက်ပါမှာပေါ့။ယူမိုက်ဖိမှုခက်တဲ့တော့ရင်ကပ္ပကတလေးကယူမိုက်ရှင်နဲ့တောက်တာ။တော့အဲ့ဒီဟာတွေကခုနကပြမိတယ်မေဘုံပေါ့နော်ဝင်တွေ့ရလွယ်မှာတော့ဘယ်ဘယ်သွားတာပေါ့ပိုးလွယ်တာပေါ့။ ဖိတ်ထုတ်ပြီးသားတာပါအမေရိကန်ကတော့နောက်ဆုံးစီလိုပြောရရမကွေးတိုင်းကဖဲမြို့နယ်မှာရှိတဲ့နယ်ရီကန်လေကြောင်းရံကာကွေစခန်းဟာစေစုအင်အား400လောက်နဲ့အထံချထားတဲ့စခန်းဖြစ်ပြီးအာရခတ်တတော် AA နဲ့ဒေါ်လန်ဤပဝောင်းဖွဲ့တွေကဖေဖော်ဝါရီလ18ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။မကွေးတိုင်းဘက်ကျန်အမ်ဘရန်လမ်ပိုင်းရခိုင်ရုံးမဘော်ကနယ်ရီကန်စခန်းဟာအမြင့်ဆုံးတောင်ထိပ်စခန်းတစ်ခုဖြစ်တယ်လို့ ကျေးဇူးအင်အားအကောင်းဆုံးဖွဲ့စည်းထားတဲ့အခိုင်အမာစခန်းလေးဖြစ်တယ်လို့ဒုလိုင်းအင်အားစုတွေကပြောပါတယ်အကြည့်ပဲလို့မရှိတော့ဘူးနိုင်ငံပြည်ပြည်အောင်မော်တော့ဂုတ်တီးရတဲ့နိုင်ငံနာမှာပြည်ပြည်ဒီကဘူးတော်မှလှုပ်မရတာဗျာနိုင်ငံမကြခင်တော့လှုပ်မရဘူးရှားလန်းတော့ပဲ point လေးတွေချပြီးတော့အဲလိုပြင်းပုံွက်နေရလောက်ဖြစ်မဲ့ဖြစ်ပါတယ်နိုင်ငံစခန်းရဲ့အောက်ဖက်ကက်ရက်မှာ လင်းသက်စွန့်သက်ဘားစီလိုင်းနောင်နဲ့ဂုတ်ကြီးဆိုတဲ့ရွာတွေပတ်ချလဲတရှိနေပြီး အဲ့ဒီရတချို့မှာလဲစုစုစခန်းတွေရှိနေပြီမဲ့နေရကန်စခန်းအထံကြတာ ਨੇ အလိုလိုပြောကြလဲမှာစခန်းတွေဖြစ်တယ်လို့ဆိုပါရယ်နေရကန်စခန်းကိုအရခတ်တက်တော်အေအေနဲ့တော်လိုင်းမှာမေပူပေါင်းအဖွဲ့တွေစတင်တိုက်ခိုက်ချိန်မှာစုစုအဖွဲ့ဟာတော်လိုင်းအင်အားစုတွေရဲ့ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့်စခန်းစွန့်ကွာထွက်ပြေးတာတွေလဲဇက်တိုက်ရှိနေတယ်လို့ချင်းကာကွေတက်ရှုတက်ဖွဲ့ရဲ့တာဝန်ရှိသူစလိုင်းယူချင်းကပြောပါရယ်ဆိုတော့နေရကန်အပေါ်ကာမင်းကနေပြီးတော့ပြီးလာတာပါ ဘယ်ဥတည်ပြီးလဲဗရန်ဥတည်ပြီးတော့ကျွန်တော်ပြည်တာပါဖလာရဲဆိုတာကလေဒီတက်ရင်ဒီနေ့ရကန်တစ်စခန်းလုံးကြီးစုတ်လာတာမျိုးမဟုတ်ပါဘူးနေ့ရကန်ကနေပြီးတော့ဒီအရခတ်တက်တော့ကနေပြီးတော့ဟိုဘက်ကလည်းထိုးလာတယ်ဆိုတော့အရှိန်ကြောင့်ဖြစ်မယ်လို့သုံးသပ်ရတယ်ပေါ့နော်အဲ့လိုမျိုးကြောင့်ဒီခဲရန်တွေလည်းလက်ကြီးအပါဝင်တခြားခဲရန်တွေကိုရွှေ့ပြောင်းတယ်လို့ပဲကျွန်တော်တို့ပြောလို့ရပါတယ်အပီးပိုင်ကြီးစစ်သားတွေကုံဆုံးစုတ်ဖာထွက်ပြေးသွားတာမျိုးမဟုတ်ပါဘူးခင်ဗျလမ်းဟောင်းဆိုတာတော့ဒီဂျပန်ခေတ်ကပေါက်တဲ့အားတောက်ကြတာပေါ့အဲ့ဒါကိုရှောင်ကွင်းလမ်းလုံးလိုက်တော့ အဲ့ပြင်းဝကိကနေပြီးတော့ပတ်ပြီးတော့ဒီဘက်တုံးကြီးမှာရမှာလမ်းဟောင်းနဲ့လမ်းတကဆုံးတယ်ဆိုတော့အဲ့လမ်းဟောင်းကပဲပို့လာများတယ်စေစုဟာနိုင်ရကန်စခန်းမကြဘူးအင်အားဖြည့်စစ်ကူပို့တာတွေအပြင်လေချောင်းကနေလက်နက်ကြီးတွေအသုံးပြုပြီးနေရီကန်စခန်းဘေးကရွာတွေကိုပုံကျဲတိုက်ခိုက်တာတွေပြုလုပ်လေရှိတယ်လို့ဆိုပါရယ်နေရီကန်စခန်းအောက်ဘက်လင်းတက်ရွာဆိုရင်စီယုစုကဖေဖော်ဝါရီလ24ရက်ကတကြိမ်မတ်လ3ရက်ကတကြိမ်နှစ်ကြိမ်လေချောင်းတိုက်ခိုက်ခဲ့ပြီး ယတပြည်သူ၃ဦးတည်ဆုံးကရှေ့ဦးတန်ရရှိခဲ့တယ်လို့ဆိုပါတယ်။သူကလီရင်ကတော့သူကသူတို့ထိုးတဲ့အချိန်မြင့်လာပြီလို့တင်တော့သူတို့ပြည်ကူတောင်းတဲ့အတိုင်းလီရင်ကတော့လာတာပေါ့နော်။ကျန်တာကတော့ပုံမှန်တွင်တော့ကင်းတော့လီရင်ကတော့နိညာဒီလိုပဲသူကင်းထောက်ပြီးတော့အဲ့ရရတဲ့အချက်လေးနဲ့အဲ့ဒီလားပြစ်တာတော့လက်နဲ့ကြည့်ပြစ်တာတော့အဲ့လိုပဲဘလို့တွေတော့တုံးနေတာပေါ့ ထိနာနေတဲ့စေုပ်စုကရတပြည်သူတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်ယူနေမှာဖန်စီတာတွေလည်းဇက်တိုက်လှုပ်ဆောင်နေပြီးမလ15ရက်ကနေ19ရက်ထိ3ရက်အတွင်းရတပြည်သူကိုဖန်စီခံခဲ့ရတယ်လို့အရှုချင်းဒေသခံတို့ကပြောပါရယ်။ရခိုင်ပြည်နယ်အမ်းမြုံနယ်နဲ့မကွေးတိုင်းဗရန်းမြို့ကြားလမ်းကျောတစ်လျှောက်ကြေးရွာတွေဟာအရှုချင်းရွာတွေဖြစ်ပြီးဖန်စီခံရသူတွေဟာလည်းအရှုချင်းတွေဖြစ်တယ်လို့ချင်းကကွေးတဲ့အရှုတပ်ဖွဲ့ရဲ့တာဝန်ရှိသူစလန်ယူချင်းကပြောပါရယ်။ နေကန်စခန်းကနေမကွေးဘက်ကိုဆင်းလာပါကတရုတ်ဓမ္မွေပိုင်လိုင်းဆောင်စေုပ်စုစခန်းညောင်မင်းကုန်းရွာနီးတရုတ်ဓမ္မွေပိုင်လိုင်းဆောင်စခန်းပြင်းဝရစေုပ်စုဂိတ်စခန်းပြင်းဝရနီးကဖရားတောင်ကုန်းမိုရှိစခန်းဗရန်မြို့နီးစုံကုန်းရွာနားကအမြောက်စစ်စင်ခွက်ကဲမှုဌာနချုပ်မဆက်ခတ်ခွေရငါစတကူးရွာနီးကအမြောက်တဲ့အာမတ၄၀၉နဲ့ဖိုးကုန်းရွာနီးကအမြောက်တဲ့အာမတ၃၉၅စတဲ့ဒစခန်းတွေရှိနေတယ်လို့ဆိုပါရယ်အဲ့ဒီစီအိုစခန်းတွေဟာလက်ရှိအာရခတက်တို့တိုက်ခိုက်နေတဲ့နေရီကန်စခန်းနဲ့ဗရန်မြို့ချမှာရှိတဲ့ ်စစ်စစ်စခန်းတွေပဲဖြစ်တယ်လို့ဆိုပါရယ်။ငပေးမြို့အနောက်ဘက်ရှောက်တောင်ရွာအနီးမှာလည်းကာကွယ်ပစ္စည်းစက်ရုံ ကပ္ပစက်ဆလေးရှိနေတယ်လို့ဆိုပါရယ်။နေကန်စခန်းရှိရာရခိုင်ရိုးမဘိုကိုစီယုစုအင်အားတွေစစ်ကူပို့ရမှာတော်လိုင်းအင်အားစုတွေရဲ့ဂျားဖြတ်တိုက်ခတ်ခံရမှုတွေကြောင့်တရှိအချိန်မှာတောင်လွယ်ကူခြင်းမရှိသလိုတကယ်လို့နေရီကန်စခန်းကျသွားပါကစေစုအနေနဲ့ရုံးမဘုတ်ကိုတက်လာဖို့အလံဝိတ်သွားပြီလို့စီရီသတင်းမြစ်တူကတုံ့တက်ပါတယ်။ဒီ တောင်ပေါ်ရေးပြင်းပြမြေပြန်တော့ဒီတောင်ပေါ်တကြွတော့ဖိနေကုတောင်တို့တက်ချင်တဲ့တက်မြာဟုတ်ဒီအရာတိမ့်ပြီးပြီဆိုတော့တောင်ပေါ်တက်လာဘူးကတော့ဝေးသွားပြီလေလေရင်နဲ့လာကြရင်ကျေဖို့ပဲလည်းနဲ့လည်းနဲ့ကြည့်ကြည့်ပြပေါ့နော်အဲ့လောက်အဆင်မဖြစ်ပါတော့အင်္ဂလိပ်ခေတ်ကဘွေပုံစံအုပ်စုလိုက်ပြန်တန်းလေးရှိတဲ့ဂျိုဂျာငတ်တွေလိုအရခတ်တတော်နဲ့ဒေါ်လာရင်းအင်အားစုတွေရုံမကိုတဖြည်းဖြည်းဖြတ်ကျော်ဖို့ရှိလာနေပြီမဲ့ မိုင်ထောင်ကြီးတဲ့ခီးအတွဲအ धिक လိုအပ်တဲ့တက်လုံးဇွဲဖေးမှမှုနဲ့ညင်ညမှုတွေရှိပါမှလူရခီးရောက်မယ်ဆိုတာကိုအစိုးရခေမောင်တို့ကဂျိုးကြံတန်တချင်းစာသားထဲမှာအခုလိုတည်ဆူထားပါဗျာ ဒီကြောင့်လည်းလက်နက်ကြီးပစ်ခဲ့တိုက်ခိုက်ခံရခြင်းအင်ဂျင်ဘက်လာပြမရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကျောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုံကိုပါပုံခိုစီမတွေ့ပါကမြေနေမဲကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါတစက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ